မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘုံမူကျုပ်ချိုထွန်အောင်ရှင်းလင်းမှု CCTV မှတ်တမ်းပြန့်နှံ့မှုအပေါ်ပြည်သူများစိတ်မပူရန်ပျောက်ကြား GWW ပြော မသက်ဆိုင်သည့်ပြည်သူများဖမ်းဆီးခံရမည်ကိုစိုးရိမ်နေဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ကိုရှင်းလင်းသည့်ဖြစ်စဉ် CCTV မှတ်တမ်းကိုစစ်ကောင်စီအဖွဲ့ကရရှိသည့်အပေါ်ပြင်ဆင်မှုများပြုလုပ်ထားသောကြောင့်စိတ်မပူရန်နှင့်မဆိုင်သည့်ပြည်သူများဖမ်းဆီးခံရမည်ကိုစိုးရိမ်ကြောင်း Golden Valley Warriors GWW တပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ စိတ်ပူစရာမရှိပါဘူးခင်ဗျာကျွန်တော်တို့က CCTV အောက်မှာအလုပ်လုပ်တာမို့ဒီကောင်လေး CCTV ရမှာကိုကြိုသိထားပြီးသားဖြစ်ပါတယ်သူတို့ထူးတလဲရရှိသွားတာမျိုးတော့မဟုတ်ပါဘူးလိုအပ်တဲ့ပြင်ဆင်မှုလဲလုပ်ပြီးသားလို့သိထားပေးပါဒီလောက်ပါပဲမဆိုင်တဲ့ပြည်သူတွေကိုကျွန်တော်တို့ပါဆိုပြီးလုံလိုက်မှာပဲကျွန်တော်တို့ပြန်စိတ်ပူတာပါဟု CCTV မှတ်တမ်းပြန့်နှံ့နေသည့်အပေါ်၎င်းကပြောဆိုပါတယ်စစ်ကောင်စီနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်၌လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးတင်ကြားပေးနေသောအငြိမ်းစားပုံမှုချုပ်ချွန်းအောင်ကို မေလ22ရက်ကရန်ကုန်မြို့မယန်းကုန်းမြို့နယ် A1 လမ်းပေါ်ရှိ၎င်း၏နေအိမ်တွင်ပင်ပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း GPW ကထုတ်ပြန်ထားပါတယ်။အဆိုပါစစ်စင်ရေးအတွက်လေးလခန့်အခြေယူပြင်ဆင်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်မှုများကျူးလွန်နေသည့်စစ်ကောင်စီကိုစစ်ဘက်ရေးရာတင်ကြားမှုများပြုလုပ်နေသူဖြစ်သောကြောင့်စရိတ်ပြစ်မှတ်အနေဖြင့်ရှင်းလင်းခဲ့ခြင်းဟုဆိုပါတယ်။ ရင်ပြကတ်မှုလှုပ်ဆောင်ခဲ့သူများဤ CCTV မှတ်တမ်းများကိုစစ်ကောင်စီအဖွဲ့ကရရှိခဲ့ထားပြီး၎င်းတို့ဤလှုပ်ရှားမှုများကိုစစ်ဆင်နေကြောင်းသိရပါတယ်။ဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ဤနိုင်ရီကိုမေလ24ရက်နေ့လယ်တွင်မင်္ဂလာတုံစစ်ဆေးရုံရေးအေးစရက်နိုင်တကြုံမီဖြစ်ကြောင်းချမ်းရည်သူမိသားစုကနိုင်ငံပိုင်သတင်းစာမှကြေညာထားပါတယ်။ Golden Valley Warriors အဖွဲ့သည်စစ်တပ်ဤအကြီးစားတောက်တိုင်များကို Golden Valley Warriors အဖွဲ့သည်စစ်တပ်၏အကြီးစားတောက်တိုင်များကိုဆင်ဆက်မပြတ်ဖြိုဖျက်ရန်သတင်းထောက်လန်းလျက်ရှိပြီးအကြမ်းဖက်လေတပ်လီရင်မှုများ၏အချက်အလက်များကိုလည်းသတင်းစုဆောင်လျက်ရှိသောကြောင့်၎င်းတို့၏ဆက်ဆက်သတင်းများရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ထံပေးပို့ပေးရန်တောင်းဆိုလိုသည်ဟုမေလ22ရက်ကအသိပေးထားပါသည်။ထို့ပြင်၎င်းတို့၏လုပ်ငန်းစဉ်များကိုပဝင်ကူညီလိုသူများအနေဖြင့် NUG ပေးနှင့် Spring Development Bank မှတဆင့်ကူညီနိုင်ကြောင်း Golden Valley Warriors ပေး၌အသိပေးထားပါသည်။ ဆလပီမင်းလာဘကိုးရိုးမှအတွင်စစ်ကြောင်းထူလာသောစစ်ကောင်စီတပ်သားများမူယူပြီးမုတ်ခါဆဲတွင်ရေစင်းချိုးချိန်မွေကပ်ရည်နေ၍နှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ဘကိုးတိုင်းမင်းလာမြို့နယ်ဘကိုးရိုးမှအတွင်စစ်ကြောင်းထူလာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများမူယူပြီးမုတ်ခါဆဲတွင်ရေစင်းချိုးချိန်မွေကပ်ရည်နေ၍နှစ်ဦးသေဆုံးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါတယ်။ မေလ22ရက်နေ့နနက်အစောပိုင်းမှစတင်ပြီးမင်းလာမြို့နယ်အပိုင်းဘကိုးရုံးမှအတွင်အကြံဖက်စစ်ကောင်စီတပ်သားတရာခန့်ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယင်းနေမိုးလေ3နာရီခန့်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းသည်ဘကိုးရုံးမှအတွင်စိန်ကန့်လန့်မြို့ချောင်းရုံးမှဖြတ်ကျော်လမ်းပေးရှိဗန်ပွေးကုန်းရွာအနီးကိုရောက်ရှိလာပြီးမုတ်ခါဆဲတွင်မူးယူးတောက်စားပြီးရေစင်းချိုးခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့သောရေစင်းချိုးချိန်တွင်စစ်ကောင်စီတပ်သားတအူသည်မွေကိုက်ခံရပြီးသေဆုံးကကျန်တအူသည်ရေနှစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသေဆုံးသွားသောစစ်ကောင်စီတပ်သားအလောင်းများကိုမင်းလာမျိုးပေါ်သို့နိုင်ရီကားများဖြင့်ပို့ဆောင်ခဲ့ကြောင်းသိရပါသည်။ဗန်ပွေးကုန်းရွာနှင့်မုတ်ခါဆဲကတမိုင်လောက်ပဲကွာပါသည်။ စစ်ခွေးစစ်ကြောင်းကမင်းလားမြို့နယ်အပိုင်းမကိုးရိုးမတဲကိုမနစ်တဲကစစ်ကြောင်းထိုးဖို့ဝင်လာတာအင်အားကတရာလောက်ရှိတဲ့ပန်ပွေးကုန်းရွာကိုနက်နက်အစောပိုင်းကလေးကရောက်နေတာသူတို့ရောက်လာပြီးတော့မုတ်ခါဆဲမှာမူယူဆဲဆိုပြီးရေစင်းကူတာတကောင်ကမွေကိုက်လို့သေးတယ်နောက်တကောင်ကရေနစ်သေးတယ်အလောင်းတွေကိုနာရေးကားနဲ့ပြန်တဲသွားပြီးအဲ့ဒီစစ်ခွေးစစ်ကြောင်းတကြောင်လုံးကတောဆောင်နဲ့တွေမကြိုက်တာတွေလို့လို့တကြောင်လုံးပြုတ်မှာဆိုပြီးနက်ကတော်တွေကိုဝင်ပူးပြီးပြောတာတွေလည်းရှိတယ်ဟုဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုပါတယ် ထို့ပြင်အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်တော်လန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းဒေသတွင်တော်လန်ရေးသတင်းရင်းမြစ်များကပြောဆိုပါတယ်။ဆက်လက်ပြီးတောင်သာမြို့နယ်ရုံးစင်လေးရွာဖုံကြီးကျောင်းကိုစစ်တပ်ကစစ်တပ်လေးတွေဖြင့်ပုံကျဲတိုက်ခိုက်မှုတိမ်ကျောင်းနဲ့နေအိမ်များထိမှန်ပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းတောင်သားမြို့နယ်ရုံးစင်လေးရွာဘုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကဆက်တက်လေဒီဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်တိမ်ကျောင်းနှင့်နေအိမ်များထိမှန်ပျက်စီးခဲ့ကြောင်းတောင်သားမြို့နယ်လူစု လှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောဆိုပါရယ်။မေလ22ရက်နေ့နနက်9:44မိနစ်ခန့်တွင်ရုံးစင်လေးခါရွှေစီကြီးကျေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီ5စီးဖြင့်ဘုံသီးစလီလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။အကြမ်းဖက်စစ်တပ်ဤလေးချောင်းတိုက်ခိုက်မှုကြောင့်ရုံးစင်လေးခါရွှေစီကြီးကျေးရွာကိုဖုံးတော်ကြီးချောင်းကိုဘုံသီးများကြောက်ပောက်ကွဲခဲ့ပြီးတိမ်ချောင်းနှင့်နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ပြီးငွားတကောင်လည်းတည်ဆုံခဲ့ကြောင်းသိရပါရယ်။ မနေ့ကနနက်အစောပိုင်းပေါ်မိထီလာလီတက်ကတက်လာတဲ့စက်တက်လီဒီ၅စီကရုံးစင်လေးရွာကိုဖုံးသီးဆက်လီလုံးကျဲချတိုက်ခိုက်ခဲ့တာပါနေအိမ်တလုံးနဲ့ဖုံးကြီးเจ้าမတိန်တလုံးပြက်စီးခဲ့တဲ့လူထိခိုက်တာတော့မရှိဘူးဟုတောင်တာမျိုးနဲ့လူထုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဤသူများအနေဖြင့် လေချောင်းရံကောက်ွက်ရေးအတွက်နေအိမ်များ၌ဘုံခိုခြင်းများစနစ်တကျတူးခြင်းနှင့်လေချောင်းအန္တရာယ်ကြိုတင်ရရှိပါကသတိပြုနေထိုင်ကြရန်တောင်သားမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတိုက်တွန်းထားပါသည် ဆက်လက်ပြီးနာမခါမှာတိုင်းမှုအလူဖြောပြေးရေးရှိလို့လက်နက်ကြီးတွေနဲ့ပြစ်ခတ်ရပြည်သူနှအူးတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမှာတိုင်းမှုအလူရှိလို့ဖြောပြေးရေးလုပ်နေတဲ့စစ်အုပ်စုကလက်နက်ကြီးနဲ့မုံရွာဝင်းကျင်ကိုပြစ်ခတ်ခဲ့လို့ပြည်သူနှအူးတေဆုံးပြီးရှစ်ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့ကမေလ22ရက်ည9:00နာရီဝင်းကျင်ကမုံရွာမြို့အဝယ် မဦးဂိမ်းနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမကတဲ့ကနေစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြောင်းမဦးဂိမ်းကပစ်ခတ်ခဲ့တဲ့87မမလက်နက်ကြီး6လုံးဟာနဂါးရင်းချေးရွာအတွင်ကြရောက်ပေါက်ကွဲပြီးပြည်သူ၁၀ဦးပြင်းထန်ထန်ထိခိုက်ခဲ့တာနှစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်လက်နက်ကြီးက6လုံးကြာတာပြည်သူ၁၀ဦးထိခိုက်ရမှာအမျိုးသားတက်ဦးအမျိုးသမီးတက်ဦးကတော့ညတွေကဆုံးသွားလို့ဒီမနေ့စောစောပဲကိစ္စပြီးလိုက်ကြတာပြောတယ်လို့ဒေသခံတက်ဦးကပြောပါတယ် မနေ့မေလ22ရက်မနက်ကနမခါထဲမှာတိုင်းမှုရဲ့ရဟန်းခံရှင်ပြုအလူရှိပြီးညပိုင်းမှာတော့ဒိန်းတောင်အပါဝင်စစ်ကောင်စီလော်ဘီတချို့လာရောက်ဖျော်ဖြေခဲ့တယ်လို့ဒေသခံတချို့ကဆိုပါတယ်စာလင်ကြီးမျိုးနဲ့သာအစိုးရဖော်ဝေးပါတယ်လို့သတင်းတွေထွက်နေပြီးအတီမပြုတ်နိုင်သေးဘူးလို့ဒေသခံတွေကဆိုပါတယ်ဖော်ဝေးကတော့သူ့အိမ်မှာပဲရှိနေတဲ့အကြောင်းဒီကနေ့လိုက်လွင့်ညင်းဆိုထားပါတယ် အဲ့ပွဲမှာစကားစတက်သားတွေနာမခတဲ့မှာမူယူတောက်စားပြီးလက်နဲ့ကြီးလက်နဲ့ငယ်တွေရန်တမ်းပြစ်ခတ်တာမျိုးတွေလည်းရှိတယ်။မင်းညားကလို့အခြားဒေသခံတအူးကပြောပါတယ်။နေရာတင်ကနှစ်ယောက်သေးတာအိမ်ပေါ်တည့်တဲ့ကြတာဟုမုံရွာမျိုးနဲ့သတင်းမှန်ပြန်ကြားရေးမှာတာဝန်ရှိသူကငကတွင်းကျေးရွာဟာအရင်ကလည်းစစ်တပ်ကလက်နဲ့ကြီးနဲ့မကြာခဏပြစ်ခတ်မှုတွေကြောင့်ပြည်သူတွေထိခိုက်သေးဆုံးခဲ့ပူပါတယ်။ ဆက်လက်ပြီးမြင်းမှုမျိုးနယ်နဲ့စလင်းမျိုးနယ်တွင်ရဲစခန်းနှင့်လှည့်ကင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၂ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမြင်းမှုမျိုးနယ်အလက်ကပကျေးရွာအနီးတွင်စစ်တပ်ကင်းလက်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းဘိုးတိုက်ကားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ရှမန်နေမေလ22ရက်ည7:00နာရီခန့်က ညောင်လန်းခွဲမှာအင်အား20ခန့်ဖြင့်အလက်ကပကြီးရွာဘက်သို့ကင်းလက်ထွက်လာသောစစ်တပ်စစ်ကြောင်းကိုအလက်ကပကြီးရွာတောင်ဘက်အရာဘိုးတိုက်ကားတပ်ဖွဲ့မှရဲဘော်များကမိုင်းသုံးလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်အင်အား20လောက်နဲ့အလက်ကပကြီးရွာဘက်ကိုကင်းလက်ထွက်လာတာပါခါးနဲ့ထွက်လာတာမိုင်းဆွဲပြီးတော့သူတို့လူထီတော့ကျွန်တော်တို့ကိုလိုက်ရှာသေးတယ်အရန်ထားတဲ့အမိုင်းကိုခွဲပြီးတားလိုက်ရတာ နောက်ဆက်တွဲထိခိုက်သေးဆုံးမှုကတော့တရင်မရသေးဘူးဟုဘိုးတိုက်ကားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကတရင်ဌာနသို့ပြောကြားပါတယ်။အလားတူမကွေးတိုင်းဆက်လင်းမြို့နယ်လင်းစင်းတိုက်နယ်တွင်အထိုင်ကျတပ်ဆွဲထားသောရဲစခန်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ပံမှထိခိုက်သေးဆုံးမှုရှိကြောင်းမင်းဘူးခရိုင်အမှန်ကားတပ်ရဲမှတာဝန်ရှိသူတို့ကတရင်ဌာနသို့ပြောကြားပါတယ်။မေလ22ရက်နေ့မိုးလဲတနာရီ50မိနစ်ခန့်တွင်ဆလင်းမြို့နယ်လင်းစင်းတိုက်နယ်အထိုင်ချရဲစခန်းကိုဒေါ်လန်ရေးတပ်ဖွဲ့များက60မမဖြင့်စစ်နှလုံး ကျစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိဘဲထော်လန်ရဲရဲပေါ်များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးအင်အားက90ခန်းမှစစ်ခွေးသေးစရင်ကတော့မသိရသေးဘူး။၄ရောက်ထိခိုက်တယ်လို့ပဲသိရသေးတယ်။ပြည်သူများအနေနဲ့လက်ရှိအခြေအနေအရဘေးလွတ်ရာတင်းရှောင်ပြီးနေကြဖို့ဒီကြောင်းအနေရဲ့ဂယုစိုက်ဖို့အမှကျင်ပါတယ်ဟုမင်းမှုခရိုင်အမှန်ကတရင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူကာကွယ်ရေးတပ်မတော်မင်းမှုခရိုင် င်းမှုခရိုင်အမှတ်၅တရဲဆလင်ပါကဖာတောင်းကြီးနောင်ပျောက်ကြားအဖွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဆလပ်ပြီးမုံရွာမျိုးနဲ့ငကားတွင်းချေးရွာကိုစစ်တပ်ကလက်နက်ကြီးဖြင့်